2025ခုနှစ်မေလ29ရက်ဒါရပရိနေ့ညနေ6နာရီယူရိုကတိုင်းတာရစ်တွေနဲ့ဒီနေ့မြန်မာပြည်ကိုတက်ရောက်နေတဲ့လေဆိုင်ဝင်းနဲ့မုံတိုင်းအသေးလေးအကြောင်းကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတင်ပြမှာဖြစ်ပါတယ် အားလုံးမင်္ဂလာမျိုး IMK Entertainment Channel ကိုလိုက်ပါရယ်ဒီနေ့တစ်ဆက်ပြမယ့်သတင်းလေးရအရန်အောင်မှာရည်ကြည်တဲ့သတင်းလေးပြသတင်းလေးကတော့ဒီမြန်မာနိုင်ငံကိုမုံနိုင်ငံလေးဝင်ရောက်မယ်လို့ဒီ Motorola Blog ကဦးတင်ရဲ့အကျူတင်ခံမှန်းထားတဲ့ပြည်ပန်းလေးကျွန်တော်မျိုးဖွင့်ပြတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ဒီပြည်ပန်းလေးကိုတင်ဆက်ရရည်ချက်ကတော့ကျွန်တော်မျိုးလည်းကျူတင်ကောက်ွယ်ပြစ်စလုံးရအောင်ဘူဒရအနေနဲ့ပြန်လည်ဝင်မြတ်တင်ဆက်ပေးလေခြင်းဖြစ်တဲ့ဒီနေ့ကတော့မေလ29ရက်နေ့အတွက်ဒီကျူတင်ခံမှန်းထားတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ပြည်ပန်းလေးဆက်လိုက်ရအောင်နာနာက စံနှုံးများရပင်လေလေတိုက်ခတ်မှုနဲ့လေးဆိုင်ဝဲဟာတနာယူမိုင်90ကျော်ပြီဆိုလို့ရှိရင်မုံတိုင်းအစ်စ်ရောက်ပြီလို့သတ်မှတ်ကြပါတယ်ကျွန်တော်တို့တိုင်းတာချက်တင်နဲ့ကြည့်မယ်ဆိုရင်29ရက်နေ့မနေ့6နိုင်ရနေပြီးတော့မှနေ့လယ်7နိုင်အတွင်းမှာဘင်္ဂလားပင်လယ်လီပီးယားနေရာရပ်ဝန်းရဲ့အရှိတောင်ဘက်မှာရှိတဲ့ လေစီးကြောင်းဟာတနာီမိုင်90အထိရောက်ရှိသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မုံတိုင်းငယ်ဖြစ်တတ်မှတ်ကြပါတယ်အလရှိအခြေအနေမှာဆိုလို့ရှိရင်ညနေ6နာရီအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ပြန်လဲပြီးတော့အားပြော့သွားတာကိုတွေ့ရမှာဖြစ်တယ်လို့ပဲအပေါ်ကအညွန့်ကိုကျွန်တော်တို့လှမ်းပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ ဆက်လက်ပြီးတော့အားကောင်းကောင်းနဲ့ကောင်းငင်ပေါ်မှာလင်းစည်းကြောင်းနေတိုက်ခတ်နေတဲ့အနေအထားတွေကိုကျွန်တော်တွေ့ရပါတယ်။ဒီနေသားဆိုလို့ရှိရင်ပင်လယ်ပြင်ကထုတ်လာတဲ့ရေငွေ့နဲ့သမုတ်ပြာကဖို့တဲ့ရေငွေ့တွေကိုစုပြီးတော့မြမာပြည်နဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယနိုင်ငံရဲ့ကောင်းငင်ပေါ်ဆက်လက်ပို့ဆောင်နေတယ်ဆိုတဲ့အထိပ္ပယ်တက်ရောက်ပါတယ်။အားနဲ့လာတဲ့မုံတိုင်းဟာဆိုလို့ရှိရင်ည 17နိုင်ရောက်တဲ့အခါမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုဗဟိုပြုပြီးတော့လေဆိုင်ဝဲလေးဖြစ်ပြီးတော့လေစီးကြောင်းရဲ့တွန်းအားကတော့မြန်မာပြည်အနှံ့အပြားကိုရေငွေ့တွေဆက်လက်တွန်းပို့နေတဲ့ဖြစ်ပါတယ်။30ရဲ့နေ့လယ်17နိုင်ရောက်တဲ့အခါမှာလည်းမုတ်တုံတွေဟာဆက်လက်အားကောင်းနေတဲ့ဖြစ်ပါတယ်။30ရဲ့နေ့ ည7နှစ်ရောက်တဲ့အခါမှာလည်းမုတ်တုံ လေစီကြောင်အာကောင်းမှုကြောင့်မလို့မြမာပြည်ကိုအဆက်မပြတ်ရေငွေ့လေဝင်ရောက်ပြီးတော့မိုးဖြစ်ရွာနိုင်တာကိုကျွန်တော်တို့ဆက်လက်ခံမှတင်ပြမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်သတိပေးချင်တာက မေလကုံမှာဖြစ်လာတဲ့လေပြားနေရရောင်းဝန်းတွေနဲ့မုတ်တုံလေစီကြောင်ဟာ ဇွန်လထဲမှာလည်းအချိန်ပြင်းပြင်းနဲ့ဆက်လက်တိုက်ခတ်နေတဲ့အနေအထားရှိလို့မြန်မာပြည်မှာအင်မတန်မှမိုးများမဲ့ဇွန်လလို့ကျွန်တော်တို့ခမန်းတင်ပြပါတယ်။ပင်လယ်ပြင်လေတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရေလိုင်းလုံးနဲ့ရေစီးကြောင်းနေရာဆိုလို့ရှိရင်ဒီကနေ့ညနေ6နိုင်မှာဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်အထက်ပိုင်းကို16ပေမှာ ပေ20အမြင့်ရှိတဲ့လှိုင်းလုံးများ တောက်လျှောက်ရိုက်ခတ်နေတဲ့အနေအထားရှိပေမဲ့ကမ်းခြေနားရောက်တဲ့အခါမှာတော့အနည်းငယ်တရားပြော့သွားသလိုပဲရခိုင်ပြည်နယ်ကာယိုရာတောင်ဘက်ချမ်းမာတော့16ပေပအဝန်းကျင်ရှိတဲ့လှိုင်းလုံးတွေဆက်တိုက်ရိုက်ခတ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အဲဒီလှိုင်းလုံးတွေဟာတဖြည်းဖြည်းနဲ့အရှိန်ရော့သွားနိုင်တယ်လို့ကျွန်တော်တို့ ခံမှတွေ့ရှိရပါဘာကြောင့်မိုးများနဲ့ဇော်လာလို့ပြောရမယ်ဆိုရင်ဘင်္ဂလားပင်လယ်အနီးကရေမြွေတွေဟာမြန်မာပြည်ကိုငါးရဲ့အတွင်းမှာရွာချသလိုပဲတီရီလင်္ကာနဲ့အိန္ဒိယသမုတ်တရအစကရေမြွေတွေဟာမြန်မာပြည်ကိုဆက်လက်တိုက်ခတ်ပြီးတော့လာမယ့်ရက်20အတွင်းမှာမြန်မာပြည်အနှံ့ပြားကိုမွေရပြီးတော့ အိန္ဒိယသမုတ်တရာမြောက်ပိုင်းကလေရှိကြောင်းကတော့မြန်မာပြည်ကိုရက်30အကြာမှာရောက်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒေါ်လာထဲမှာမြန်မာပြည်မှာဆက်လက်မိုးရွာပြီးတော့နေရာကွက်ကြားမိုးကြီးနိုင်တဲ့အနေအထားလို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်။ကျွန်တော်တို့တင်ပြခဲ့တဲ့လေရှိကြောင်းနဲ့လေဆိုင်ဝဲစုပ်ယူမှုနဲ့အပေါ်ကကောင်းငင်ကရင်ဝေးကွက်မှုအခြေအနေပေါ်မှာ ျွန်တော်တို့တွက်ချက်ကြည့်တဲ့အခါမှာဒီကနေ့29ရက်နေ့မှာဆိုလို့ရှင်တော့ကချင်ပြည်နယ်တောင်တန်း၊စကိုင်းတိုင်းအထက်ပိုင်း၊ချင်းပြည်နယ်တောင်တန်း၊ရခိုင်ရိုးမတောင်တန်းတို့မှာဆိုလို့ရှင်တော့မိုးရည်ကြီးငားလမဝန်းကျင်ရနိုင်ပြီးတော့အဲဒီကနေဆင်းလာတဲ့မြေပြန့်ဒေသတွေမှာဆိုလို့ရှင်တော့မိုးရည်ကြီးတိတ်တက်မှ၄လမလောက်ရှိရရှိနိုင်တဲ့အနေအထားရှိပါတယ်။ထို့တူ ရခိုင်ပြည်နယ်အောက်ပိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းတာရီတိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှိတ်အချာမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသတိထားရမှာကတော့ရခိုင်ရိုးသားကနေပြီးတော့ဆက်ဆက်နေတဲ့မကွေးတိုင်းဒေသတစ်ခုလုံးဟာမိုးကြီးခြင်းများကြုံတွေ့ရပြီးတော့တောင်ပေါ်ရေစီစင်းမှုကြောင့်မလို့ ပြည့်အစည်းများကြုံတွေ့နိုင်ရတဲ့အလေရှိလိုပဲရှင်လေးမြင့်မြစ်တာမြင့်ရုပ်တဲ့မိရေထိုးတက်နိုင်တဲ့တကြောင်ကျွန်တော်တို့မြစ်ကမ်းပါအနည်းနေထိုင်သူများမြင်းနေနေသားနေထိုင်သူများအထူးပြည်ထားဖို့လိုအပ်ပါတယ်30ရေးဒီမှာလဲကျွန်တော်တို့မြမအပီပတ်လေတစ်ခုလုံးဆက်လက်ပြီးတော့ရုပ်တဲ့မုံများနိုင်ပါတယ်အချင်းတင်တဲ့သခိုင်းတိုင်းအချက်ပိုင်းချင်းတောင်တန်း ရခိုင်ပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တို့မှာမိုးရေချိန်3.5ရွာနိုင်ပါတယ်။မြေပြန်ဒေသနဲ့ဆက်ဆက်တဲ့အကုန်လုံးမှာဆိုလို့ရှိရင်မိုးရေချိန်1.4လက်မှရွာနိုင်ပြီးတော့6နဲ့မကွေးနားမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ဒါမဲ့31ရက်နေ့စနေနေ့မှာတော့ကချင်ပြည်နယ်မြောက်ပိုင်းမှာ မိုးသီးထန်စွာရွာသွန်းနိုင်သလိုပဲကချင်ပြည်နယ်၊ရခိုင်ပိုင်း၊ရခိုင်တိုင်းအထက်ပိုင်းဒီဝါရောင်ဒေသတွေဟာဆိုလိုချင်တဲ့မိုးရေအစ်တသမလေးလမရွာနိုင်ပါတယ်။မြမာပြည်အလယ်ပိုင်းတစ်ခုလုံးမှာမိုးပါတွားပြီမဲ့လေရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့အောက်ဖက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုပဲအေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းအောက်ပိုင်း မိုးပြင်းနဲ့ကရင်ပြင်းနဲ့သတင်းဓာတ်တိုင်းတို့မှာလည်းမိုးဆက်လက်ပြီးတော့ကြီးနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့အာနေရရှိတဲ့အနေအထားလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ကျွန်တော်တို့ရဲ့ command ချက်တွေကို MP3 နဲ့ download လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုမျှဝေပြီးတော့သူတို့ကိုတဘာဝပေးအပ်နေကနေပြီးတော့ကာဝယ်ပေးလိုက်ကြပါခင်ဗျာကျေးဇူးတင်ပါတယ် ိုးရီရောင်းမယ်ဟမ်ဟုတ်လားမိုးရီရောင်းတယ်ဟုတ်လားတာအော်မိုးရီရောင်းတယ်ဟုတ်ကဲ့ပါဒီကျွန်တော်ဒီဖိုင်ဒီလောက်ပါပဲဒီဖိုင်လေးကမေလ29ရက်နေ့ပုံနိုင်ငံမြန်မာနိုင်ငံကိုတက်ရောက်မဲ့အခြေအနေကိုဒီပြုတ်ပြတ်တိဆက်ပေးထားတဲ့ပုဒလဘလော့ကဥထီချင်းရဲ့ဗီဒီယိုဖိုင်ဒီဒီဖိုင်လေးကြည့်တော့မြင်ပြသတိဆက်ပေးတော့ဖြစ်ပါတယ်အနည်းစဉ်မုံနန်းတဲ့နဲ့မိုးရီတာတဲ့နေကိုမြန်တိဆက်ပေးနေတဲ့မိုးစလဘလော့ကဥထီချင်းရဲ့ခြေစီများရင်တင်ပါတယ် credit လည်းပေးပါတယ်ဟုတ်ကဲ့ပါ ဒီဘန်လေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မျိုးလည်းဒီကျူတီကောက်ကဲပစ္စည်းလေးအောင်ဗုဒ္ဓအနေနဲ့ပြန်လဲဝီမက်ဒီဆက်ပလေးချင်းဖြစ်တယ်။ဒီဘန်လေးကိုလည်းအများသူငါတီးရလို့လိုက်အရှယ်လေးပြုလုပ်ပေးဖို့တွားဆီချင်ပါတယ်။ကျွန်တော်ရဲ့ channel နဲ့မုံတိုင်းတည်းနဲ့မိုးလေးတည်းငလင်တည်းဆက်လီတည်းဘုဒ္ဓရာတည်းနဲ့ကိုမြန်တက်ဆက်ပြပါမို့။တော့ channel like subscribe နဲ့ like subscribe နဲ့ဗီဒီယို notification bell ကိုပဲနှိပ်ခဲ့ပေးဖို့တွားဆီချင်ပါတယ်။တော့ channel အားပေးကြည့်ရှုသူတယောက်ချင်းတိုင်းကျေးဇူးများတင်ပါတယ်။နောက်ထပ်ပြီးတော့ပြန်ဆွေးနွေးရမယ်။တာ။